ဲ့တော့ကျွန်တော်တို့ဒီ dash command အကြောင်းကိုဆက်ပြီးတော့လေ့လာမယ် douc dash အဲ့ကောင်လေးကဘာလုပ်ပေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ file နေ create လုပ်ပေးပါအဲ့လိုအကြံပြန်ပြောလို့ရတယ်။အော်ကြည့်ကြည့်အောင်အဲဒီမှာ ls နဲ့ကြည့်မယ်။ဒါကျွန်တော်မှာရှိပြီးသားဟာ။အဲ့တော့နည်းနည်းမျက်စိရှင်းသွားအောင်။အဲ့ကျွန်တော် mkdn လို့ခေါ်တဲ့ command လေးသုံးပါဘောနော်။ဒါမတင်တော့မတင်ရသေးဘူး။ဒါကြောင့်မသုံးပါဘူး။ mkdn ဆိုတော့ make directory ကျွန်တော် hydrate အစ်စ်တစ်ခုဖန်တီးလိုက်တာပြောရမယ်ဆိုတော့ new folder ဆောက်လိုက်ကြပါနော် test ဆိုပြီးတော့ပြီးကျွန်တော်ဆောက်ထားတဲ့ထဲကိုကျွန်တော်သွားလိုက်မယ်အရှိမရှိအရင်ကြည့်လိုက်မယ် ls နဲ့ကြည့်အဲ့မှာရောက်နေပြီအဲ့တော့ cd test ဆိုပြီးတော့အဲ့ဒီခက်ရောက်ပြီဒါဆို hydrate အစ်စ်ကြည့်ပြီအကျော်ကြိုက်တာလုပ်လို့ရတယ်ပြီးဓာကြီးဖြတ်ပလိုက်လို့ရတယ် ls နဲ့ကြည့်အစ်စ်ကြည့်ဆိုတော့ဘာမှရှိမနေသေးဘူးပေါ့အဲ့တော့ဟုတ်ပြီအရင်ဆုံးကြောက်ပါလို့မလို့ဆို find find ဆောက်လိုက်မယ် dash ကိုတုံးတယ်ဆောက်တယ် kp.dst အဲ့ဆောက်ပြီဆိုကြည့်ကြည့်ရှိလားရှိတယ် ဒီ test ကြီးကဒီလို find to find နဲ့ဆောက်လို့ရအောင် find နေအများကြီးဆောက်လို့ရတယ်အဲ dash abc.dhd dash dash မလို့ abc ပြီးရင် def.dhd gh.d ဆက်သဖြင့်ပေါ့နော် lss ကြီးအဲဒီကောင်လေးတွေ့ရတယ်မယ်အဲ့လိုမျိုးဆောက်လို့ရတယ်နောက်ထပ် find နေအများကြီးဆောက်တဲ့နည်းရှိရယ် dash တဝင်းလေးစားလိုက်1.5ဒီကနေ5ထိလို့ပြောလိုက်တာအဲ့ဒါခေါက် ls အဲ့ဘာဖြစ်သွားလဲ1,2,3,4,5 fine လေး5 fine ထွက်လာတယ်အဲ့ဒါမျိုးလုံးနဲ့သိပ်မရှိဘူးဒါမှမဟုတ်ကြည့်ရတယ် ls fine နဲ့ ls h နဲ့ကြည့်ကြည့်လိုက်1က define 2က define 3က define 4က define 5က define ရမယ်နော်အဲ့အဲ့ဒါတကြီးသိပ်အဆင်မပြေသေးကြည့်ရတယ်ကျွန်တော် .dac လေးပါမှာ ်တက်ဖိုင်ပေါ့နော်ဒါမှမဟုတ်ရှင် .sh ဆိုတဲ့ script စသဖြင့်ပေါ့နော် .mu ဆိုပို့ပြီးတော့မျိုးလုံးနဲ့ကြည့်ရရှင်အဲ text create လုပ်တယ် e ရတယ် ls minus ls instant ကြည့်လိုက်음 one.dac two.dac three.dac four.dac စသဖြင့်ပေါ့နော် ls ထွက်လာပြီအဲ့လိုမျိုးလေးလေးလည်းလုပ်လို့ရတယ်ဒီလိုမျိုးကျွန်တော်တို့က1 2 3တွေမဟုတ်ဘူးတကယ်ဘာမှလုပ်လို့ရအောင် abc လုပ်လို့ရအတူတူပဲ a. dot dot ီအများကြီးဖြစ်သွားမှာဆိုတော့ ls ပြန်ခေါ်ကြည့်လိုက် i my.dhd b.dhc c.dhc ဒီစသဖြင့်ပေါ့နော် emulate ထွက်လာတယ်အဲ့လိုမှမဟုတ်နောက်ထပ်ရသေးရဲ့ဒါကြ programming သင်ထားလို့ဆိုပို့ပြီးတော့အဆင်ပြေ a5 file လုံးမယ်ပြီး e5 file လုံးမယ်ပေါ့နော်အဲ့တော့ဝင်လေးစားရဲ1.5အဲ့ဆိုရှေ့က a ပြီး a1 a2 a3 a4 a5 ပြီးဆိုမှနောက်ထပ် a ပြီးပါလာခြင်းသေးလေး b b1 b2 b3 b4 b5 ပြီးမှတ်ထိတယ် e1 e2 e3 e4 e5 ဖြစ်ပြီဆိုမှရက်မှာပေါ့ဒါ multiply လုပ်လိုက်တဲ့သဘောမျိုးပဲအဲ့တော့ ls အဲ a1 2 3 4 5 b1 2 3 4 5စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးရောက်တယ်အဲ့လို final create လုပ်တဲ့အချိန်မှာကျွန်တော်မှတ်ထားရမယ်နောက်တစ်ချက်ရှိရဲ့ဘာလဲဆိုတော့ဒီ final ကဒီ override ဖြစ်မသွားအောင်လေလုပ်ဖို့လိုအပ်တယ်ပေါ့နော် အဲ့ဒါကဒီမှာတိတ်မပြောသူခဏထားလိုက်အောင်မယ် Okay ဒါဒီဒီဘိုင်းပေါ့နော်ဒါဆိုကျွန်တော် test နဲ့ဒီလိုမျိုး multiple file ကြီး create လုပ်လို့ရတယ်ဆိုတော့ဒါကျွန်တော်တို့သိသွားပြီအများကြီးပဲ file ကြီးမှာတိဆောက်လို့ရတယ်နော်ပြဿနာမရှိဘူး1.1000ကျိုက်တော့ရေးလို့ရတယ် .jsc ဒါဆိုဘာဖြစ်လဲ file နေအများကြီးပဲ နည်းနည်းတော့ execution တိုင်းကြာသွားပြီ ls နဲ့ပြန်ကြည့် finding မဟုတ်အများကြီးပဲ okay ရမယ်နော်အဲဒါလေးတစ်ချက် try ကြည့်ပါဒါဒီ part 1ဒီခဏလေးကျွန်တော်ပတ်တူးလာမယ်